င်မင်းအတူနဲ့တင်မင်းအစီရဲ့ကြာစွမ်းကွာချမှုအပိုင်း16ရဲ့အစမှာတော့အီချီကိုရဲ့အင်အားနဲ့ထွက်လာခဲ့တဲ့ယူခီယာသူ့ရဲ့ပျော်စရာကောင်းတဲ့အချိန်တွေကိုပြန်တွေ့ရင်သတိရနေပါတယ်အချိန်တော်ကြာအတူရှိနေခဲ့တဲ့အီချီကိုကိုလည်းအတွေ့အထဲမှာမြင်အောင်နေခဲ့ပြီးအဲ့ဒီထဲမှာစွမ်းအမလီနဲ့တခြားတငယ်ချင်းတွေလည်းပါနေခဲ့တာပါသူဟာဒီလောကမှာနေသေးသလောက်နေခဲ့ပြီးဖြစ်တာကြောင့်အခုထွက်သွားမယ့်အချိန်ကိုရောက်လာခဲ့တာပါဒီအချိန်လမ်းမပေါ်ပြေးနေတဲ့ယူခီယာရုတ်တရက်အသံတန်းကိုကြားလိုက်ရပြီးအပေါ်မော့ကြည့်လိုက်တဲ့အခါမှာတော့သပင်အနီအောင်တင်မင်းကိုတွေ့လိုက်ရပါတယ်အဲ့ဒီတင်မင်းရဲ့နာမည်က Ranji ဖြစ်ပြီးယူခီ ယာကလည်းသူ့ကိုတည်နေခဲ့ပါတယ်။ဒါပေမဲ့တင်မင်းကတော့ဘာမှမပြောနေပဲချက်ချင်းပဲဓာတ်နဲ့ခုတ်လိုက်တာကြောင့်ယူခိယာလည်းအမြန်ရှောင်လိုက်ရပါတယ်။ဆန်နီတင်မင်းကယူခိယာကိုမင်းရဲ့စွမ်းအားတွေကိုယူသွားတဲ့သူဘယ်မှာလဲလို့မေးလိုက်ပေမဲ့ယူခိယာကတော့ဒါတွေကမဖြစ်နိုင်ကြောင်းပြန်ငင်းလိုက်ပါတယ်။ဆန်နီတင်မင်းကတော့သူပြောတာကိုမယုံမဲမြင့်မြတ်တဲ့မိသားစုရဲ့တမီးပြုဖြစ်တဲ့ယူခိယာကိုဒီလိုအခြေအနေမှာတွေ့လိုက်ရတဲ့အတွက်ဒေါသထွက်နေခဲ့ပါတယ်။ယူခိယာကတင်မင်းဖြစ်တာကြောင့်လူသားလူမျိုးခံစားချက်တွေကိုမထားသင့်ဘူးဆိုပြီးထပ်ပြောလိုက်ပါတယ်။ဒီအချိန်သူတို့စကားကောင်းနေတော့အနာကိုနောက်ထပ်တင်မင်းတစ်ပါးရောက်လာခဲ့ပါတယ်။အဲ့ဒီလူကတော့ယူခိယာရဲ့ ကိုဖြတ်ကူရာဖြစ်ပါတယ်။ယူခီယာကလည်းသူ့ရဲ့အကူကိုတွေးလိုက်ရလို့အံ့ဩသွားခဲ့ပြီးသတိလွတ်သွားခဲ့ပါတယ်။ဒါပေမဲ့ကန်ကောင်းနာကအလေးဝန်ခုတ်တဲ့ဆန်နီတီမင်းရဲ့ဓာတ်ကိုရှောင်းလိုက်ခဲ့ပြီးသူ့ရဲ့အကူကတော့ဓာတ်ကိုအေးအေးဆေးဆေးပဲကြည့်နေခဲ့ပါတယ်။ဆန်နီတီမင်းကလည်းယူခီယာကိုမင်းဟာအားနေလာပြီလို့ပြောရင်စတိုက်တက်ခတ်လိုက်ပါတယ်။နောက်ဆုံးယူခီယာလည်းဒဏ်ရာရသွားခဲ့ပြီးဆန်နီတီမင်းကတတ်မဲ့အလို့ရုတ်တရက်မြတ်တစင်းကသူ့စီဝင်လာခဲ့ပါတယ်။ဆန်နီတီမင်းလည်းမြားကိုရှောင်းလိုက်ပြီးတရားခံကိုရှာကြည့်တော့သူတို့တွေးလိုက်ရတာကယာရူပဲဖြစ်ပါတယ်။ယာရူကလည်းဓာတ်ကင်ထားတဲ့ယောက်ျားနှစ်ယောက်ဟာမင်းလေးတစ်ယောက်ကိုဝိုင်းနိုင်ချင်းနေတာကို သူ့အနေနဲ့ရဲကြီးမနေနိုင်ကြောင်းပြောပြလိုက်ပါတယ်။ဆန်နီတင်မင်းကလည်းယာရူဟာသူတို့ကိုမြင်နေရတာကြောင့်အံ့ဩသွားခဲ့ပြီးယာရူကတော့သူဟာ UKI အတန်းပေါ်တငငချင်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူဟာအချုပ်ဆိုင်ကိုတွားနေတာဖြစ်ပြီးဒီဖြစ်ပျက်ကိုမထင်မှတ်ပဲကြုံလိုက်ရတာဖြစ်ကြောင်းထပ်ပြောလိုက်ပါတယ်။တစ်ဖက်မှာဆန်နီတင်မင်းကတော့ယာရူပြောတာတွေကိုစိတ်ဝင်စားပဲဘသူဆိုတာပြန်မဖြစ်ရင်တက်ပြစ်မယ်ဆိုပြီးဖြဲလိုက်ပါတယ်။ခေါင်းမာတဲ့ယာရူကလည်းသူဟာတင်မင်းနီကိုတိမ်မုံကြောင်းနဲ့တင်မင်းနီကိုတက်ပြစ်မယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။ဒီချင်းအီချီကိုကတော့ယူကီယာကိုမတွေ့ရကြအောင်စိတ်ပူနေခဲ့ပါတယ်။ဒါပေမ မဲ့မကြခင်မှာပဲယူကီယာဟာအိမ်ကနေထွက်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။အီချီကိုကယူကီယာရေးခဲ့တဲ့နှုတ်ဆက်စာကိုတွေ့သွားခဲ့ပြီးစာထဲမှာတော့သူဟာထွက်သွားပြီဖြစ်ကြောင်းနဲ့လိုက်မရှာဖို့မှာထားခဲ့ပါတယ်။ယူကီယာရဲ့စကားကိုတိတ်နာထောင်တဲ့အီချီကိုကလည်းချက်ချင်းပဲယူကီယာရဲ့နောက်ကိုလိုက်ကြဖို့ပြင်ဆင်လိုက်ပါတယ်။ဒီအချိန်စိုက်ပိုင်ရှင်ဥရဟာရာကလည်းအီချီကိုစီရောက်လာခဲ့ပြီးတင်းမင်းပုံစံပြောင်းပြလိုက်ပါတယ်။တစ်ဖက်မှာအာချောင်ထားတဲ့ယာရိုဟာမြေကြီးပေါ်မှာ ADB ဖြစ်ပြီးယူကီယာကတော့ဆန်နီတင်းမင်းဟာအရင်ကတည်းကပုံစံအကြီးလာတာကိုကြည်ရင်ကြောက်လာခဲ့ပါတယ်။ဆန်နီတင်းမင်းကလည်းယာရိုကိုအသေးတက်ဖို့ကြံလိုက်ပြီးကံကောင်းနာက ရုတ်တရက်ဓာတ်နဲ့အလေးဝင်ပိုင်းနာကိုခံလိုက်ရတာပါဒီအချိန်သူတို့တွေ့လိုက်ရတာကအီချီကိုပြစ်ပြီးတင်းမင်းတပောက်ကိုထတ်တိရတဲ့အတွက်အံ့ဩနေခဲ့ပါတယ်ဒါအပြင်အီချီကိုကင်ထားတဲ့အေးအားမဓာတ်ကြီးကြောင့်လည်းကြောင်သွားခဲ့ပြီးစိတ်ဆွမ်းအကြီးလေဓာတ်ဘူကြီးလေဖြစ်တာကြောင့်အီချီကိုကိုကြည့်ရင်အပဇံဟောင်းသားဖြစ်နေပါတယ်နောက်ပြီးဆန်နီတင်းမင်းဟာအီချီကိုကယူခိယအစွမ်းအားကိုယူသွားတဲ့သူဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပြီးဒေါ်လာထွက်ကချက်ချင်းပဲဓာတ်နဲ့ပြစ်ခုတ်လိုက်ပါတယ်စွမ်းအားကြီးပေမဲ့အတွေ့အကြုံနဲ့အီချီကိုကလှိမ့်နေအောင်ခံနေရပြီးနောက်ဆုံးမှမြေကြီးပေါ်ကိုဒူးတောက်ချသွားခဲ့ပါတယ်ဆန်နီတင်းမင်းကအီချီကိုကမတော်တဆတင်းမင်း ဖြစ်လာတာကြောင့်သူတို့လိုမျိုးတင်မင်းအစ်စ်တွေကိုနိုင်မှာမဟုတ်ကြောင်းပြောရင်ခုံယူလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်အီချီကိုကဓာတ်နဲ့ထားခုတ်လိုက်တာကြောင့်ဆန်ဒီတင်မင်းနဲ့မျက်နှာမှာဒဏ်ရာသွားခဲ့ပါတယ်။ဒီအချိန်အီချီကိုကအေယာမဟော်လိုဂျီကိုတိုက်ခိုက်နိုင်တယ်ဆိုတဲ့သတင်းကိုကြားထားတဲ့ယူခီးယားအကိုဟာဂျောင်းဝင်လာခဲ့ပြီးဆန်ဒီတင်မင်းကိုရက်လိုက်ဖို့ပြောလိုက်ပါတယ်။ဆန်ဒီတင်မင်းကတော့လုံးဝမယုံပဲဒါရီယာကောလာဟာရာတွေဖြစ်နိုင်ကြောင်းပြောလိုက်ရင်အီချီကိုကမင်းရဲ့ဓာတ်နာမည်ကိုတိလားလို့မေးလိုက်ပါတယ်။အီချီကိုကတော့ဒီမေးခွန်းကြောင့်ကြောင်းသွားခဲ့ပြီးတစ်ဖက်ကဆန်ဒီတင်မင်းဟာလည်းအီချီကိုရဲ့ဓာတ်နာမည်ကိုတော့မသိတဲ့အတွက်လောင်ရလိုက်ပါတယ်။အဲ့ဒီနောက်ချက်ချင်းပဲဆန်ဒီတင်မင်း င်းဟာစွာတစ်ခုကိုတုံးလိုက်တာရောဓာတ်ရဲ့ပုံတံကလည်းပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနောက်ချက်ချင်းပဲဓာတ်နဲ့ပြစ်ခုတ်လိုက်ပြီးအီချီကိုကတော့ဓာတ်တစ်ချက်တည်းနဲ့အရှုံးပေးလိုက်ရပါတယ်ဒီအချိန်အီချီကိုကလည်းသူတို့နှစ်ယောက်ကြားစွာကွာခြားမှုကိုအံ့ဩနေခဲ့ရင်အပိုင်း၁၆လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်အာနယ်လွန်းနဲ့တင်းင်းတူအီချီကိုအပိုင်း၁၆ရဲ့အစမှာတော့အီချီကိုက ဆန်နီတီမင်းရဲ့ဓာကျက်နဲ့မြေပေါ်မှာဒူးထောက်ချသွားခဲ့ပါတယ်။တီမင်းဓာတွေဆိုတာဟာတီမင်းရဲ့စိတ်ဆွမ်းအပေါ်မူတည်ပြီးပုံစံနဲ့အရွယ်စားအမျိုးမျိုးကိုပြောင်းလဲနိုင်ကြောင်းပြောရင်ဆန်နီတီမင်းဟာအီချီကိုတက်ပြစ်ဖို့လုပ်လိုက်ပါတယ်။ဒါဝင်မြင်လဲရတဲ့ယူခီယာလည်းအီချီကိုအတွက်စိုးရင်နေခဲ့ပေမဲ့သူကိုယ်တိုင်ကလည်းဝင်မကူညီနိုင်ဘူးဖြစ်နေပါတယ်။ဒါကြောင့်ယူခီယာဆန်နီတီမင်းစီကိုပြစ်သွားခဲ့ပြီးအီချီကိုထွက်ပြေးလို့ရအောင်အချိန်ဆွဲပေးလိုက်ပါတယ်။ဒါတလက်ရှိရင်ဘာဝမမကြောက်တဲ့အီချီကိုကတော့ထွက်ပြေးမယ့်အစားပြန်ချဖို့ကိုရွေးချယ်လိုက်ပါတယ်။ဒါအပြင်အီချီကိုကခုနနဲ့လုံးဝမတူတော့ပဲသူ့ရဲ့ဆွမ်းအော်ရာတွေကလည်းထိုးတ က်လာခဲ့ပါတယ်။ဆန်နီတင်မင်းလည်းအီချီကိုရဲ့အစွမ်းကိုလန်သွားခဲ့ပြီးချက်ချင်းပဲအီချီကိုရဲ့ဓာတ်နဲ့ပြေခုတ်တာကိုခံလိုက်ရပါတယ်။အီချီကိုရဲ့ဓာတ်ကြီးကလည်းအရွယ်အစားနဲ့မလိုက်အောင်မြန်နေခဲ့ပြီးဆန်နီတင်မင်းကတော့တဖြည်းဖြည်းနဲ့ခံစစ်ဘက်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့နှဖူးစီးလည်းကွဲသွားခဲ့ပြီးတော့နောက်ဆုံးမှာတော့အီချီကိုရဲ့အနိုင်ယူခြင်းကိုခံလိုက်ရပါတယ်။အီချီကိုကတေတော့မလို့ဖြစ်ရကနေချက်ချင်းကြီးထားချမ်းလာတဲ့အတွက်ဆန်နီတင်မင်းလည်းလန်သွားခဲ့ပြီးဒေါသထွက်ထွက်နဲ့ပြန်ထိုင်လိုက်ပါတယ်။ဒီတစ်ခါအီချီကိုကတော့ဆန်နီတင်မင်းရဲ့တိုက်ကွက်တွေကိုအေးဆေးပဲရှောင်နိုင်နေခဲ့ပြီးယူခီယာကတော့အီချီကိုရဲ့အရန်ကျန်းတဲ့တိုက်ကွက်တွေကိုကြည်ရင်အောင်နေပါတယ်။နောက် ဆုံးမှာတော့အချီကိုကတော့ဆန်နီတင်မင်းကိုပွင့်သေးတဲ့ကွက်နဲ့တက်ခတ်လိုက်ပါတယ်။ဒါပေမဲ့ယုတ်တရက်ယူခီယာအကိုကဂျောင်းဝင်လာတာကြောင့်အချီကိုရဲ့ဓာတ်ကကျိုးပဲ့သွားခဲ့ပါတယ်။ဒီနေရာမှာလမ်းစရာကောင်းတာကဓာတ်ကျိုးသွားတဲ့အချက်မဟုတ်ပဲအဓိကကတော့ဗျာကူရာရဲ့တိုက်ခတ်ကိုမမြင်လိုက်ရတာပါ။ဒါကြောင့်ဆန်နီတင်မင်းကလည်းအံ့ဩသွားခဲ့ပြီးဗျာကူရာဟာအရင်ကထက်ပိုဆွမ်းကြီးလာတဲ့အကြောင်းကြောက်လန့်နေကြပါတယ်။ ။အီချီကိုလဲကြတာကိုမြင်လဲရတဲ့ယူကီယာကတော့ချက်ချင်းပြေးဝင်လာပေမဲ့ဆန်နီတင်မင်းကတားလိုက်ပါတယ်။ယူကီယာကတော့အီချီကိုဒလိုဖြစ်ရတာသူ့ကြောင့်ဆိုပြီးဝမ်းနေနေကြတာပါ။ဒီအချိန်သေးပြီးထင်ထားတဲ့အီချီကွာရုတ်တရက်စကားပြောလာခဲ့ပြီးသူ့ရဲ့လက်နဲ့ဗျာခူရာရဲ့အဝတ်ကိုဆွဲလိုက်ပါတယ်။ဒါကိုမြင်လဲရတဲ့ဗျာခူရာကလည်းအဝတ်ဆောက်ကိုလွတ်လိုက်ဖို့အီချီကိုပြောလိုက်ပြီးမြဲအီချီကိုကတော့လုံးဝမလွတ်ခဲ့ပါဘူး။အဲဒီနောက်ဗျာခူရာကအီချီကိုကိုမင်းရဲ့လက်ကိုမဖယ်ဒါနဲ့ခုတ်ပစ်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီအချိန်ရုတ်တရက်ယူကီယာအနားကိုရောက်လာခဲ့ပြီးဗျာခူရာကိုဆွဲထားတဲ့အီချီကိုရဲ့လက်ကိုခြေထောက်နဲ့ဖြတ်ကန်လိုက်ပါတယ်။အဲဒီနောက်အီချီကိုလွတ်ပေးဖို့ ုနဲ့သူလည်းဝိညာဉ်လောကကိုပြန်လိုက်ခဲ့ပြီးတရားရင်ဆိုင်မှာဖြစ်ကြောင်းသူ့ကိုပြောလိုက်ပါတယ်။နောက်ပြီးအီချီကိုကိုလည်းသူ့နောက်လိုက်မလာဘူးနဲ့လိုက်လာခဲ့မယ်ဆိုရင်လုံအောင်ခွလွတ်မှာမဟုတ်ကြောင်းရင်နာနာနဲ့အော်ပြောလိုက်ပါတယ်။ 絶対に許さぬ。အဲ့ဒီနောက်စန်နီတင်မင်းဟာချက်ချင်းပဲသူ့ရဲ့အစွမ်းနဲ့ဝိညာဉ်လောကရဲ့တကဘောက်ကိုဖွင့်လိုက်ပြီးတောရောက်သားအထဲကိုဝင်သွားကြပါတယ်။ဒီအချိန်အားနည်းလို့ဘာမှမလုပ်နိုင်တဲ့အချီကိုဟာဒါ့ကိုဒီတိုင်းပဲကြည့်နေခဲ့ရပြီးသူ့ရဲ့စိတ်ထဲမှာတော့သူ့ကိုယ်သူအာမရဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်သူ့အနာကိုလူတစ်ယောက်ရလာခဲ့ပြီးအဲ့ဒီလူကတော့စိုင်းမိုင်ရှင်ဥရဟာပါပဲ။ဒီလိုနဲ့နောက်တစ်ခါမှအချီကိုဟာမင်းမျောနေခဲ့ပြီးအတွေ့ထဲမှာတော့သူ့ကိုယ်သူတည်သွားပြီဆိုပြီးထင်နေခဲ့ပါတယ်။ဒါပေမဲ့သူဟာအခန်းတစ်ခန်းထဲမှာနိုထလာခဲ့ပြီးအဲ့ဒီနောက်သူ့ကိုစိုင်းရှင်ဥရဟာကကယ်ပေးခဲ့တာဖြစ်ကြောင်းတည်သွားခဲ့ပါတယ်။ဒီအချိန်အချီကိုဟာရာရိုကိုစ ိတ်ဖို့သွားခဲ့ပြီးအခြေအနေကိုမေးကြည့်လိုက်ပါတယ်။ဥရဟာရာကတော့ယာရိုဟာတက်တာရာကြောင့်အိမ်ပြန်သွားပြီဖြစ်ကြောင်းပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်အီချီကိုလည်းတိုက်ပွဲအကြောင်းကိုပြန်တွေးမိသွားပြီးအာနယ်လွန်းနဲ့ကိုယ့်အကိုစိတ်ပြတ်နေပါတယ်။အစ်အမတေမင်းနေနေရှင်သူ့လိုတေမင်းအတူဟာဘာမှလုံးမရတာကြောင့်ယူခီယာကိုမကယ်နိုင်ခဲ့တဲ့အတွက်လဲဝမ်းနေနေပါတယ်။ဒီအချိန်စိုက်မန်ရှင်ကတော့ဝင်းကြီးလောကကိုသွားဖို့နီးလဲရှိကြောင်းနဲ့တကယ်လို့အီချီကိုသာဆန္ဒရှိမယ်ဆိုရင်ကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့တောင်းဆိုချက်တစ်ခုရှိနေခဲ့ပြီးအဲ့ဒါဟာဆဲရဲ့အတွင်အီချီကိုဟာစိုက်မန်ရှင်ကိုအနိုင်ယူတိုက်ခိုက်ရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအီချီကိုဟာဆဲ ရဲတောင်ဆောင်းအောင်မှဖြစ်တာကြောင့်ယူကီယာကိုစိုးရင်သွားခဲ့ပြီးချက်ချင်းပဲဝိညာဉ်လောကကိုသွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့စိုင်းမန်ရှင်ကတော့အခုချိန်သာသွားရင်ရောက်တာနဲ့ချက်ချင်းတည်သွားမှာလို့ပြောလိုက်ပြီးတင်မင်းလောကမှာခွန်အားရှိမှရှင်သန်နိုင်မှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါအပြင်ခုနကတိုက်ပွဲကနေတင်မင်းအစ်စ်နဲ့အီချီကိုလိုမျိုးတင်မင်းအတုဘလောက်ထိစွမ်းအားကွာလဲဆိုတာသိစေချင်ကြောင်းလည်းထပ်ပြောလိုက်ပါတယ်။တကယ်လို့ယူကီယာကိုကဲချင်ရင်တော့ကိုယ့်ကိုစွမ်းအားကြီးလောက်အောင်အရင်လောကမှာဖြစ်ပြီးမကယ်နိုင်ရင်တော့ယူကီယာတည်တဲ့စီရင်ခံရမှာဖြစ်ကြောင်းလည်းထပ်ပြောလိုက်ပါတယ်။ဒါကြောင့်တည်တဲ့မစီရင်ခင်အချိန်ဆဲကျော်ရမှာဖြစ်ပြီးဒီအချိန်တွေ ွင်အီချီကိုကစွမ်းအကြီးလောက်အောင်လုပ်ရမှာပါ။၁၀ရက်အတွင်းတန်မာလာခဲ့ရင်ယူခီယာကိုကယ်နယ်မှာဖြေချောင်းတည်သွားခဲ့ပြီးအီချီကိုရဲ့မျောလင်းချက်ကလည်းရလာခဲ့ပါတယ်။အပိုင်းဆက်ခွင့်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။